ပရိုက်တာတော်များများဆိုကျွန်တော်ဖန်နေအဲ့လိုမျိုးကာရိုက်တာတွေအဲ့ဖန်ကာရိုက်တာဘက်ကိုပို့ပြီးတော့ဆရာတွေကပို့ပြီးတော့သဘောကြကြမင်းအញ្ញင်ခံလို့အကောင်းမှန်ခက်ကကျွန်တော် van နေရာလဲတမိုက်လာကြတယ်လေမိုက်လာကြ van နေလဲသဘောကြလာကြတယ်အဲကိုကိုတိုင်းလဲလောက်ရတာပျော်ပါကျွန်တော်ခံယူချက်က တရုပ်ဆောင်ကောင်းတယောက်ပဲဖြစ်ချင်တာအဲ့ဒီတော့ကျွန်တော်ကဘယ်ကာရက်တာပဲဖြစ်ကျွန်တော်လင်းတဲ့အောင်မဟုတ်တဲ့အခြားဇာတ်ကောင်တရုပ်ဆောင်နေရာတွေကကျွန်တော်အတွက်အရန်အဆင်ပြေတယ်ဒါငါမဟုတ်ဘူးအခြားကာရက်တာကြီးကိုငါတရုပ်ဆောင်မယ်အဲ့ဒါအဲ့ရနဲ့ပဲကျွန်တော်ကပျော်တဲ့အတွက်ကြောင့်အဲ့လိုမျိုးကိုဘလို့တရုပ်ဆောင်ခြင်းတဲ့ကာရက်တာဆိုတာမရှိပါဘူးဟုတ် ကရော့ဘွဲတွေကကျွန်တော်ဒီတောင်းတအပ်တော်သစ္စာဆိုရဲကျွန်တော်ဒီဇလန်တွဲကရော့ဘွဲဘွဲလေးပဲဖြစ်ပါတယ်ဟုတ်ကျွန်တော်ကဟိုအရင်ကတည်းကကျွန်တော်အဲအင်တာဗျူးတွေမှာဖြေခဲ့ဘူးတယ်ကျွန်တော်ကအရင်ကတည်းကကျွန်တော်ဒီလန်ဒီလောကထဲဝင်လာတယ်မော်ဒယ်တယောက်အနေနဲ့ဝင်လာတယ်ကျွန်တော်မော်ဒယ်နဲ့ဝင်လာတဲ့အချိန်ကာလတစ်ခုမှာစပြီးတော့ကျွန်တော်ဒီအချိန်နေအမျိုးမျိုးကြောင့်ကျွန်တော်ဒီနိုင်ငံမှာအဲမော်ဒယ်လုပ်တရားကျွန်တော်ဟိုလုပ်လို့မကောင်းတဲ့အခြေအနေတွေဖြစ်တယ်ပေါ့နော်အဲ့လိုအခြေအနေရနေပြီးတော့ကျွန်တော်တို့ဒီဟိုအဲ့ ိုကကျွန်တော်ဘယ်လိုပြောရမလဲအားကြောင့်ကျွန်တော်ဒီအခွင့်အလမ်းတွေကိုအာဆုံးဆုံးခံပြီးတော့ကျွန်တော်အရင်ဆုံးဒီရတဲ့ကျွန်တော်တရုတ်ဆောင်ဘက်ကိုကျွန်တော်ကဝါသနာပါပေမဲ့တရုတ်ဆောင်ဖြစ်နေပဲကျွန်တော်တောက်လျှောက်လှုပ်လာတယ်အဲတရုတ်ဆောင်ဖြစ်နေတောက်လျှောက်လှုပ်လာတဲ့အချိန်မှာဒီမော်ဒယ်အလုပ်လေးကိုဟိုဟာရတဲ့အချိန်လေးပြန်ပြီးတော့ဝင်ပြိုင်တာဟုတ်မော်ဒယ်ဘွဲပေါ့မစ္စတာဘွဲတော့မဟုတ်ဟုတ်ကျွန်တော်စကားပေါ့အဲစီရီကိုကျွန်တော်ရုပ်ရှင်ရောဆိုတာ16ကားမြောက် အကျိုးသားနေရပါတော့ကျွန်တော်ရဲ့ဒါပထမဆုံးဟိုကျွန်တော်ရဲ့ focus အဖြစ်ဆုံးကဒါဒီကျွန်တော်ဒီတရုတ်ဆောင်ပတ်ကျွန်တော်အတားပဲပေါ့နော်ဟုတ်တော်ဒီနုပညာလုံးမဟုတ်ပါဘူးလူတိုင်းမှာပဲအဆင်ပြေတဲ့ချိန်ရှိရယ်အဆင်မပြေတဲ့ချိန်ရှိရယ်ကျွန်တော်ဒီစိတ်ပျော်နေတဲ့ချိန်ရှိရယ်စိတ်ပြင်းမနေတဲ့ချိန်ရှိရယ်စိတ်တက်ကြတဲ့အချိန်ကတော့ကျွန်တော်လူတိုင်းမှာရှိရပါတော့เนาะကျွန်တော်တို့လည်းအများကြီးကြုံခဲ့ပြီးဒါတွေကိုကျွန်တော်တို့ကဟိုအရန်ခံစားနေလို့ရှိရယ်ကျွန်တော်တို့လှုပ်ချင်တဲ့ဟိုလိုချင်တဲ့နေရာကိုကျွန်တော်တို့ကအဲ့လိုဟို ရောက်ဖို့မပြောနဲ့ပေါ့နော်ဟိုသွားနေဖို့လုံနေဖို့တော့မှအားမရှိဖြစ်သွားမှာပေါ့အဲ့ဒါကိုသိထားတဲ့အတွက်ကြောင့်ကျွန်တော်ကအဲ့လိုမျိုးကိုစိတ်တဲ့ကြလဲအဲဒါကတော့ဟိုလူတိုင်းကြုံနေရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီလိုမျိုးပဲဖြည့်သိမ့်ပြီးတော့ပြန်ပြီးတော့ရက်တည်ရတာပါပဲဟုတ်ပေါ့အဲရှိပါတယ်ကျွန်တော်အခုရိုက်ထားတဲ့ကားတွေကျွန်တော်အဲ့လိုမျိုးဟို ခေါင်းဆောင်နေနဲ့ရိုက်ထားတဲ့ကားရယ်ထွက်ထားတဲ့ကားရယ်လည်းရှိတယ်ကျွန်တော်တို့ဒီထပ်ပြီးတော့ထပ်ထွက်မဲ့ကားရယ်လည်းရှိတယ်ကျွန်တော်တို့ဒီအခြေအနေမျိုးမျိုးကြောင့်ကျွန်တော်တို့ကားတွေထွက်ဖို့ကြံ့ကြံ့နေရလည်းရှိတယ်လို့ကျွန်တော်တို့ဒီအဲကျွန်တော်တို့ကအရန်ထွက်ခြင်းနဲ့ဆိုပြီးတော့ဟိုအဲ့လိုမျိုး ကိုကိုရိုက်ပြီးတန်းထွက်လို့ရတဲ့ဟာမဟုတ်လေအကုန်လုံးကကျွန်တော်တို့ဒီကုမ္ပဏီနဲ့အလုပ်လုပ်ရတယ် production မိုင်းနေနဲ့အလုပ်လုပ်ရတယ်ကျွန်တော်တို့ကလည်းဒီ production တွေဘက်ကိုပြန်ပြီးတော့ကြည့်ပြီးတော့ production တွေဘက်ကအာသူတို့ဘက်ကသူတို့အခြေအနေတွေလည်းကျွန်တော်တို့ကပြန်ကြည့်ပေးရမယ်ပေါ့နော်အဲ့ဒါဒါပေမဲ့ကျွန်တော်လည်းအဲ့လိုမျိုးစိတ်ရှိခြင်းနဲ့ဆောင်းဆိုင်နေပါတယ်ကျွန်တော်ကားကြီးထွက်ဖို့အတွက်အဲ့ဒါပြိတ္တကြီးလည်းတက်ပြီးတော့ဆောင်းဆိုင်ပေးပါခင်ဗျာကျွန်တော်ခံယူချက်ကငါတေးဥဆောင်တယောက်ဖြစ်ချင်တာတေးဥဆောင်ကောင်းတယောက်ပဲဖြစ်ချင်တာအဲ့ဒီတော့ကြောင့်ကျွန်တော်ကဘဲ character ဖြစ်ဖြစ်ကျွန်တော်လင်းတဲ့အောင်မဟုတ်တဲ့အခြားဇာတ်ကောင်တေးဥဆောင်နေရာတွေကကျွန်တော်အတွက် အရန်အဆင်ပြေတယ်ဒါပြောင်အဲ့ဘယ်လိုပြောရမလဲငါမဟုတ်ဘူးတခြား character ကြီးကိုငါတည်ဥဆောင်မယ်အဲ့ဒါအဲ့ရနဲ့ပဲကျွန်တော်ကပျော်တဲ့အတွက်ကြောင့်အဲ့လိုမျိုးကိုဘယ်လိုတည်ဥဆောင်ခြင်းလဲ character ဆိုတာမရှိပါဘူးဟုတ်အာကျွန်တော်ဆရာကို writer ပြတော့များများဆိုကျွန်တော် fan တွေအဲ့လိုမျိုး character တွေအဲ့ fan character ဘက်ကိုပို့ပြီးတော့ဆရာတွေကပို့ပြီးတော့သဘောကျကြခက်ကကျွန်တော် fan တွေကလည်းသမိုက်လာကြတယ်လေမိုက်လာကြ fan တွေလည်းသဘောကျလာကြတယ်အဲကိုကိုတိုင်းလည်းလောက်ရတာပျော်ပါတယ်ဟုတ် အဲ့လိုတော့မရှိပါဘူးကျွန်တော်အဲ့လိုစဉ်းစားတာဘန်ဘလူမျိုးကြိုက်လဲဆိုလို့အဲ့လိုမျိုးမရှိဘူးဒါပေမဲ့ဟိုကျွန်တော်ကအဲ့လိုမျိုး career တစ်ခုကအာအဆုံးထိအဲ့လိုမျိုးမိုက်ချင်လဲအဆုံးထိမိုက်လိုက်အဲရုပ်မာချင်လဲအဆုံးထိရုပ်မာလိုက်အဲ့တော့လိမ်မာရင်လဲအဆုံးထိလိမ်မာလိုက်အဲ့လိုဟာမျိုး character မျိုးကျွန်တော်ပုံပြီးကြိုက်ဟုတ်အာကျွန်တော်ရိုက်ထားတဲ့ကားလေးလည်းအများကြီးထွက်ဖို့ရှိပါတယ်အခုလဲဒီတောင်းတအပ်တော့တစ္ဆာဆိုတဲ့ series လေးလည်းထွက်လို့ရှိရင် အားပေးပြီးကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးပါဗျာ